အခန်းကိုကစစ်ကိုကင်တွယ်ဆက်ဆန့်ခြင်းခေါင်းစဉ်အကြီးကြီးအောက်ကနေပြီးတော့ပေါ့နော်ခန်းခေါင်းစဉ်အသေးလေးဖြစ်တဲ့ခံစားမှုကိုဆက်ဆန့်ဖြည့်ရှင်ခြင်းဖြစ်ပါတယ်လို့အဲ့တော့ကျမတို့ရဲ့စိတ်မှာရှိတဲ့အပိုင်း၃ပိုင်းရှိတယ်ပေါ့နော်အတိစိတ်ရှိတယ်စန္ဒစိတ်နဲ့ခံစားစိတ်ကခံစားစိတ်ဆိုပြီး၃ခုရှိတယ်အဲ့ဒီခံစားစိတ်ဖြစ် ကနေဖြစ်လာတဲ့ခံစားမှုကိုတဲ့ဆက်ဆံဖြည့်ရှင်ခြင်းအကြောင်းဖြစ်တယ်အဲ့တော့အရှိမတော့အတိညာဉ်ကိုဆက်ဆံဖြည့်ရှင်ခြင်းအလိုဆန္ဒကိုဆက်ဆံဖြည့်ရှင်ခြင်းတွေကိုလည်းရှင်းပြထားပြီးသားဖြစ်တယ်ပေါ့နော်အခုစာမျက်နှာ122ဒုတိယဘက်ကနေစပြီးတဲ့အခါမှာစာမျက်နှာ123 124 150 125အထိအဲခန်းစားမှုကိုဆက်ဆံဖြည့်ရှင်းခြင်းကိုကျွန်မတို့ကျွန်မတို့ သွားมาဖြစ်တယ်ပေါ့เนาะအဲ့တော့ကျမဒီဟာကိုဖတ်တဲ့ခါမှာအမ်ကျမဘာရရှိလဲဆိုတော့စိတ်ကိုဆက်ဆံဖြည့်ရှင်ခြင်းဟာကျမတို့ကိုတဲ့လွန်စွာဒုက္ခပြဿနာပေးတဲ့ခံစားမှုကိုဖြစ်စေတယ်တဲ့အဲ့တော့ကျမတို့နေ့စဉ်ကြုံတွေ့နေရတဲ့ပြဿနာအလုံးနှီးပါးက ခံစားမှုနဲ့ဆက်နွယ်နေတာကိုကျမတို့အားလုံးသိတယ်ပေါ့နော်အဲ့တော့ခံစားမှုကဘာလဲကျမတို့က emotion ပေါ့ကျမတို့မှာရှိတဲ့မနာလိုခြင်းတွေတန်တရားဝင်ခြင်းတွေအထင်လွဲခြင်းတွေမုန်းတီးခြင်းတွေနှစ်သက်ခြင်းတွေမနှစ်သက်ခြင်းတွေဝမ်းနေခြင်းနှိမ့်ကြခြင်းစတဲ့ဟာတွေကကျမတို့ထဲမှာအဲ့ဒီရခံစားမှုတွေကကျမတို့ကလူတွေနဲ့ဆက်ဆံတဲ့အခါမှာပြဿနာဖြစ်စေနေတာဖြစ်တယ်ပေါ့နော် အဲ့တော့အဲ့ဒီကျမတို့ခံစားမှုကိုဆက်ဆံဖြည့်ရှင်းဖို့အတွက်ကျမတို့ကအစဉ်ဝိညာဉ်ဘက်ကိုလှည့်ရမယ်ဆိုပြီးတော့ကျမရရှိတယ်။ပြီးတော့ကျမတို့ရဲ့ခံစားမှုကတန်ရှင်သောဝိညာဉ်တော်ရဲ့ထိမ့်ချုပ်မှုအောက်မှာရှိနေမှပဲဇာတိနဲ့ပတ်သက်တဲ့အရာတွေအားတိမ်မြုပ်သွားမှာဖြစ်တယ်တဲ့။ဒါမှရေးထားနော်။အဲ့တော့အဲ့ဒါဟာခံစားမှုကိုဆက်ဆံအဲ့ ဲ့လိုမျိုးကျမတို့ကဝိညာဉ်တော်ရဲ့ထိန်းချုပ်အောက်မှာရှိနေမှတရှင်တော်ဘုရားထိန်းချုပ်အောက်မှာရှိနေမှဒါကျမတို့ကဇာတိနဲ့ပတ်သက်ပတ်သက်တဲ့အရာတွေကတိမ်မြုံသွားမယ်အဲ့တော့ခံစားမှုကိုလည်းကျမတို့ကဖြေရှင်းနိုင်မှာဖြစ်တယ်တဲ့နှုတ်ကပတ်တော်မှာဘယ်လိုပြောထားလဲဆိုတော့မာသဲ30 38 39မှာပေါ့နော်အချင်းသူသည်မိမိလောကကတိုင်ကိုထမ်း၍ငါနောက်သူမလိုက် ထို့သူသည်ငါနှင့်မထိုက်မတန်မိမိအသက်ကိုတွေ့သောသူသည်အသက်ဆုံးရှုံးလိမ့်မည်ငါကြောင့်မိမိအသက်ရှုံးသောသူမူကားအသက်ကိုတွေ့လိမ့်မယ်တဲ့အဲ့တော့ကျမတို့ကသခင်ဖျားကိုတဲ့အရာအားလုံးထက်ချစ်ဖို့အတွက်တိုက်တွန်းထားတာတွေ့ရတယ်တဲ့အဲ့တော့ကျမတို့ကကျမတို့ကိုဖျားဘာဖြစ်စင်စင်လဲဆိုတာကျမအဲ့ဖတ်လိုက်တဲ့ခါမှာကျမစင်ချင်မိတာပေါ့နော် အဲ့တော့ဖျားကတဲ့ကျမတို့ဝိညာဉ်ထဲမှာရှိတဲ့၃ပါးတပါးဖျားကိုပဲစဉ်းစားသင်ချင်စေခြင်း ਨੇ ခရစ်တော်ကိုပဲမျက်နှာမူစေခြင်း ਨੇ အစင် godly focus နဲ့ပဲသွားဖို့ပေါ့နော်အဒါမှအသက်ရှင်ခြင်းအကြောင်းကိုဖြစ်စေတယ်တဲ့ကျမတို့ရဲ့ခံစားစိတ်ကဖျားကိုချစ်ခြင်းတစ်ခုပဲရှိစေခြင်း ਨੇ ဖျားမေတ္တာကိုတည်တာနဲ့ခံစားစိတ်ကလည်းသခင်ဖျားရဲ့မေတ္တာကို အမှတ်ပြုလာမယ်ဘာလို့လဲဆိုတော့အမ်ဒါဒီထဲမှာရေးထားမှာပါပြီပဲပေါ့နော်အာယုံ၅ပါးကလောကဘက်ကိုလှည့်လိုက်တာ ਨੇ ဖွင့်ထားတဲ့လောဘလောကဘက်ကိုဖွင့်ထားတဲ့ပဒင်းပေါက်ဖြစ်တယ်ပေါ့နော်အဲ့ဒီအာယုံ၅ပါးကလည်းစာရဝင်ပေါက်ဖြစ်တယ်တေခြင်းကိုဖြစ်စေတယ်ဖျားကဝိညာဉ်ထဲကနေပြီးတော့စိတ်စိတ်ကနေခန္ဓာကိုနေ့စဉ်ပြုပြင်ပေးနေတာ inside out ပေါ့နော် အဟိုရှိသင်္ကန်းစာတွေမှာကျမတို့သိရှိခဲ့ပြီးဖြစ်တယ်။ကျမတို့ရဲ့စိတ်ကအစင်ကျမတို့ဝိညာဉ်ထဲမှာရှိတဲ့သုံးပါးတပါးဖျားကိုပဲစက္ကန့်တိုင်းလှည့်နေမယ်ဆိုလို့ရှိရင်ကျမတို့မှာစာတန်ဝင်ပေါမရှိဘူးပေါ့နော်။အဲလူတွေနဲ့ပြဿနာလည်းမဖြစ်တော့ဘူး။ဒုတိယကားတိုင်းဖြစ်တဲ့ကျမတို့ရဲ့ ကားတိုင်းเนาะခရစ်တော်ရဲ့ကားတိုင်းကပထမကားတိုင်းဖြစ်တယ်။ကျမတို့ရဲ့ဒုတိယကားတိုင်းကိုစက္ကန့်တိုင်းထမ်းပြီးတော့သခင်ဖျားထံမှာခိုးလုံပြီးတော့အသက်ရှင်စေတတ်တဲ့ဝိညာဉ်တော်ဖျားကိုတဲ့အသက်ရှင်ပေးဖို့အတွက်လိုတယ်ပေါ့เนาะဒါမှကျမတို့ဟာဇာတိတည်ပြီးတဲ့ခါမှာအဲ့ခံစားခံစားစိတ်ကိုလည်းဖြည့်ရှင်ပြီးသားဖြစ်တယ်ပေါ့เนาะအဲ့တော့သခင်ဖျားခွင့်မပြုတဲ့အရာကိုတဲ့ကျမတို့ကမချစ်ဘူးတဲ့မချစ်ရဘူးပေါ့เนาะအဲကျမတို့အသက်တာထဲမှာလည်းမလုပ်ရဘူး ဝိညာဉ်တော်ဖရာရဲ့ထိမ့်ချုပ်အောက်မှာပဲရှိနေရမယ်ကျမတို့တွေကလေကျမတို့ရဲ့ချစ်ခြင်းမေတ္တာဟာတဲ့သခင်ဖရာရဲ့ထိမ့်ချုပ်မှုအောက်မှာ နီလန်တစားရှိမယ်ဆိုလို့ရှိရင် မကောင်းသောအရာကလည်းစောင့်ထိန်ခြင်းခံရမှာဖြစ်တယ်ခံစားမှုကို လေ့ကျင့်ရန်အမြဲတမ်းအစဉ်သင့်ရှိနေဖို့လိုတယ်ပေါ့နော်အဲ့လိုခံစားစိတ်ကိုကျမတို့ကအဲ့ဖြည့်ရှင်းမှာဖျက်သခင်ဖျားကိုတဲ့ရှင်လွန်းဝမ်းမြောက်စေတာကိုကျမတို့သိရတယ်တဲ့အချိန်ပေါင်းများစွာတဲ့သခင်ဖျားက ကျွန်တော်တို့ရဲ့ခံစားမှုကိုမီးစိမ်းပြအခွင့်ပေးပေမဲ့တခင်ဖရာရဲ့ရှင်လွန်းဝမ်းမြောက်ခြင်းကမဖြစ်မဖြစ်ဘူးပေါ့เนาะအဲ့တော့တခင်ဖရာကတစုံတစ်ခုအရာကိုချစ်ဖို့အခွင့်ပေးပေမဲ့တခင်ဖျားကိုယ်တိုင်ကဝမ်းမြောက်ဝမ်းမမြောက်နိုင်ဘူးဆိုတာလည်းရှိတယ်ပေါ့နော်အဲ့တော့စာမျက်နှာ123မှာနော် ဥပမာပေးထားတယ်ညီမတယောက်ကတဲ့ထိုအခြေအနေမျိုးနဲ့ကြုံတွေ့ခဲ့ရကြအောင်ပြောပြတယ်တခင်ဖျားကသူမရဲ့ခံစားမှုအတိုင်းသူတောင်းတဲ့ခါမှာဖျားခင်ကပေးတယ်ပေါ့နော်အဲ့တော့အဲလှုပ်ဆောင်မှုအတွက်အခွင့်ပေးခဲ့တယ်ဒါပေမဲ့တဲ့သူကအဲ့ဒီဖျားခင်ခွင့်ပြုတဲ့ပုံမှာသူလုတ်ကင်နေတဲ့အချိန်မှာပဲသူ့မှာဝမ်းမြောက်ခြင်းမရှိတာကိုသူခံစားလာရတယ်အဲ့ဒီခါမှာတဲ့သူကတခင်ဖျားထံကိုပြန်လာပြီးတော့ဆုတောင်းတယ်တဲ့ တခင်ဖျားကိုရော်တယ်ကိုရော်ဒီအီအရာကိုလှုပ်ဆောင်ရင်ကျမအာခွင့်ပြုခဲ့တော်လဲကျမမလုပ်လို့တော့ပါကိုရော်ဝမ်းမြောက်ခြင်းမရှိတာကိုလည်းကျမသိရပါပြီလို့ဖျားကိုသူကစကားပြောတယ်ပေါ့နော်အဲ့ဒါကဟိုဒါအခွင့်ကျမတို့အရင်ကတည်ရပေါ့နော်ကျမတို့မှာကျမတို့လိုချင်တဲ့အရာကိုဖះကိုတောင်းတဲ့အခါမှာဖះကလေအလိုတော့ရှိတယ်အခွင့်တော့ရှိတယ်အလိုတော့ဆိုရင်ကျမတို့ကစိတ်ချမ်းသာရတယ် အခွင့်တော်ဆိုလို့ရှိရင်မျက်ရည်မျက်ရည်ပါရောတယ်လို့ကျမတို့ငငယ်ကသိခဲ့တယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့အဲ့အဲ့တော့ဒီဒီညီမကသူကမှားပြီဆိုတာသိပြီနော်ငါတောင်းလိုက်တဲ့အရာကိုဖះပေးတယ်ဒါပေမဲ့ဟိုတခင်ဖះကိုဝမ်းမြောက်စေစရာအကြောင်းမဖြစ်စေဘူးဆိုတဲ့အခါမှာသူနောင်တရတယ်နော်အဲ့ဒီဖះခင်စီကိုလှည့်ပြီးတဲ့အခါမှာသူတောင်းပန်တယ်အဲ့တော့ဒီ brotherly ကပြောထား ပြောထားတယ်ပေါ့နော်ဒီအဲ့လိုမျိုး तू ကနောင်တရပြီးတဲ့ခါမှာဖျားဘက်ကိုလှည့်ပြီးတဲ့ခါမှာ तू စွတ်တောင်းတာရတဲ့အလွန်ကောင်းမြတ်ကြောင်းနဲ့တဲ့ तू မဒီတခင်ဖျားနဲ့ချုံမြင်သောမိတ္တဟာယဖွဲ့ခြင်းဖြင့်ပေါင်းစည်းဆက်နွယ်ခြင်းကိုလက်ခံရရှိကငိမ့်တက်ခြင်းနဲ့ဝမ်းမြောက်ခြင်းအပြည့်ရရှိခဲ့တယ်တဲ့ဖះမကြိုက်ဘူးဖះကိုဝမ်းမမြောက်စေဘူးဆိုတဲ့အရာကိုသူစွန့်လွတ်ခဲ့တယ်ပေါ့နော်အဲ့တော့သူမဒီတဲ့မိမိခံစားမှုသခင်ဖះနဲ့ဝမ်းမြောက်သခင်ဖះဤဝမ်းမြောက်ရာနဲ့ ထိန်ချုပ်မှုအောက်မှာ လုံးလုံးယူဆထားယူဆောင်ထားရှိသောသင်ခန်းစာကိုကျမတို့ကသင်ယူရမယ်ပေါ့နော်တခါပြန်နဲ့ကျမတို့ဟာတစုံတစ်ခုသောအရာကိုရရှိရန်သခင်ဖျားခွင့်ပြုပေးခြင်းကိုရနိုင်တယ်ဒါပေမဲ့ဒါကသခင်ဖျားကိုဝမ်းမြောက်စေသလားအဝမ်းမြောက်စေတာမဟုတ်ဘူးလားဆိုတာကိုကျမတို့ကအကင်းပါစွာသိဖို့လိုအပ်တယ်တဲ့အခွင့်တော်အပြင်ရတဲ့အဲ့ဒီအမှုကိစ္စကိုကျမတို့ကပိုချစ်လေလေတဲ့ ဝမ်းမြောက်ခြင်းကပို့ပြီးတော့ဆုံးရှုံးလေးလေးဖြစ်တာကိုတွေ့ရတယ်တဲ့နောက်ဆုံးတော့ဝမ်းမြောက်ခြင်းမဟုတ်ဘဲနဲ့စင်ရဲ့ဒုက္ခကိုခံစားရတယ်ခံစားရမှာဖြစ်တယ်လို့ဒီမှာရေးထားတယ်ပေါ့နော်ဒီနေရာကတဲ့ကျမတို့ရဲ့ခံစားမှုမှာမှားယွင်းနဲ့ရှိတာကိုသိရတယ် ကျမတို့အားလုံးကသခင်ဖျားအလိုတော်ရှိရနဲ့ဝမ်းမြောက်ရအတိုင်းကျမတို့ရဲ့ခံစားမှုကိုဆက်ဆံဖြစ်ရှင်ရမှာဖြစ်တယ်။ကျမတို့ဖြစ်ချင်တဲ့အရာကျမတို့လိုချင်တဲ့အရာကသခင်ဖျားမှာသခင်ဖျား၌ဝမ်းမြောက်ခြင်းအာယုံပြုခံစားမှုမရှိဘူးဆိုရင်အဲ့ဒီအရာကိုကျမတို့ကတဲ့စွန့်လွှတ်ရမှာဖြစ်တယ်။ဒါတော့ကျမတို့ကသခင်ဖျားနှစ်သက်တယ်မနှစ်သက်ဘူးဆိုတာကိုသိဖို့ကအရေးကြီးတာပေါ့နော်။အဲ့တော့ ဲ့တော့ကျမတို့ကဖျားနဲ့တဟာရရှိတဲ့အခါမှာဖျားကကျမတို့ဝိညာဉ်ထဲကနေပြီးတော့သူကစကားပြောတာကိုကျမတို့ကနားထောင်တတ်ရမယ်ကျမတို့ကဖျားကိုကိုးကွယ်တဲ့အခါမှာကျမတို့ဝိညာဉ်ထဲမှာရှိတဲ့ဖျားနဲ့ ျမတို့ကသွားပြီးတော့ချိတ်ဆက်လိုက်တာပေါ့နော်အဲ့လိုချိတ်ဆက်တဲ့ခါမှာအရင်ကသင်္ကန်းစာတွေမှာပေါ့နော်အဲ့ချိတ်ဆက်လိုက်တဲ့ခါမှာမှကျမတို့က intuition လို့ခေါ်တဲ့ဖះကြိုက်လားမကြိုက်လားဆိုတဲ့ဟာတွေကိုအလိုလိုသိလာတယ်ကျမတို့ရဲ့စိတ်ထဲနှလုံးသားထဲမှာပေါ့နော်အဲ့ဒီခါမှာတဲ့ကျမတို့တောင်းတတဲ့အရာကဖះကိုဝမ်းမြောက်ခြင်းမဖြစ်စေဘူးဆိုရင်ကျမကတော့ခွင့်လို့ဆွန့်လွှတ်ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျမတို့ကဒီ အဲ့မိတ္တဟာရလည်းအရေးကြီးတယ်အဲအော်တပလည်းကျမတို့ကကြီးလင်နေဖို့လည်းလိုတယ်ပေါ့နော်အဲ့တော့မတဲ30 38 39မှာအကျဉ်သူသည်ငါ့ကိုချစ်သည်ထက်အဲအကျဉ်သူသည်ငါ့ကိုချစ်သည်ထက်မိဘကိုတာပဲချစ်၏ထိုသူသည်ငါနှင့်မထိုက်တန်တဲ့အကျဉ်သူသည်ငါ့ကိုချစ်သည်ထက်တာသမီးကိုတာပဲချစ်၏ထိုသူသည်ငါနှင့်မထိုက်တန်ဆိုတော့ ဲ့တော့မိဘညီကိုမောင်မမားနဲ့မိမိတို့ကိုတဲ့မိမိတို့ဟာဖခင်သခင်ဖျားထက်ပို့ပြီးတော့မချက်ရဘူးဆိုပြီးတော့တရားဟောကြတယ်လေတိုက်တွန်းနှိုးဆော်ပြောဆိုချက်တွေကိုကျမတို့ကကြားပြီးသားဖြစ်တယ်ပေါ့အဲ့ဒါကတော့တဲ့ဒီနှုတ်ကပတ်တော်ကဘာကိုဆိုလိုနေလဲဆိုတာကိုတဲ့မသိကြတဲ့အကြောင်းမလို့သူတို့ကအဲ့လိုပြောတာပေါ့နော်အဲ့တော့စာမျက်နှာ124ရောက်တော့ဒီဆိုလိုရင်းအမှန်ကတော့တဲ့ကျမတို့ဟာတဲ့ ကိုရောဝမ်းမြောက်ရာနဲ့တခင်ဖျားရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့အရာအားလုံးကိုကျမတို့ကချက်ရမှာဖြစ်တယ်တဲ့ဆိုတော့ဟိုပါပေါ့ဒီတင်းတင်းနဲ့ပေါ့နော်ကိုဒီကိုထက်ဒီညီကောင်မောင်နှမတွေကိုမချစ်ဖို့အဲဖျားကိုပဲချက်ရမယ်ဆိုပြီးအဲ့တင်းတင်းနာတွေကမှားတယ်တဲ့သူပြောထားတယ်ပေါ့နော်အဲ့တော့ကျမတို့ဟာနှုတ်ကပတ်တော်ဖတ်တဲ့ခါမှာ ကိုရောကဝါမြောက်ရာနဲ့တခင်ဖျားရဲ့ထိန်ချုံမှုအောက်မှာရှိတဲ့အရာဘာတွေလဲဆိုတော့သိရမယ်။အဲ့လာကိုကျမတို့ကဖြည့်ရမှာဖြစ်တယ်တဲ့။တခင်ဖျားဒီတဲ့တင်းငယ်သောအရာမဟုတ်တလို့ကြမ်းတမ်းရက်ဆက်ကြမ်းကြုတ်သူလည်းမဟုတ်ဘူး။ဒါပေမဲ့ကျမတို့မုန်းတဲ့အရာတိုင်းသို့မဟုတ်ချစ်သောအရာတိုင်းကျမတို့စိတ်နှစ်သက်တဲ့အရာတိုင်းသို့မဟုတ်မစိတ်နှစ်သက်တဲ့အရာတိုင်းတို့ဟာတဲ့။ကိုတော့ကို ကျေနဲ့ဝမ်းမြောက်စေသောအရာဖြစ်ပြီးတခင်ဖျားအခွင့်ပေးတဲ့အောက်မှာလှုပ်ဆောင်ဖို့အတွက်ကျမတို့ကတင်ယူရမှာဖြစ်တယ်တဲ့အဲကျမတို့ခံစားမှုတိုင်းဟာတဲ့တခင်ဖျားရဲ့ခံစားမှုတိုင်းရှိဖို့အတွက်ကျမတို့ကလေ့ကျင့်ရမယ်တဲ့အဲ့တော့ကျမကပေါ်ဘယ်လိုရလဲဆိုတော့ကျမတို့ကအဲ့ရနိုးတာနဲ့တပြိုင်နက်တည်းနိုးကနေစပြီးတော့ညအဲ့ရဝင်တဲ့ချိန်ထိစက္ကန့်တိုင်းကျမတို့ရဲ့ဝိညာဉ်ထဲမှာရှိတဲ့တခင်ဖျားတဲ့ ရဲ့ဝိညာဉ်ဘက်ကိုလှည့်ပြီးတော့တခင်ဘာဖြစ်စေခြင်းလဲဘာလုပ်စေခြင်းလဲတခင်ကဘာပြောစေခြင်းလဲဆိုတာကိုကျမတို့ကအကင်းပါစွာသိဖို့သိပြီးတဲ့အခါမှာအသက်ရှင်ဖို့လိုအပ်တယ်ဆိုပြီးကျမရရှိတယ်ပေါ့နော်အဲ့တော့ကျမတို့ရဲ့ခံစားမှုကကိုရောရဲ့ခံစားမှုတန်ရှင်တော်ဘင်းတော်ဖျားရဲ့ထိန်ချုပ်အောက်မှာမရှိတဲ့အခါမှာတဲ့ကျမတို့ဟာအာယုံ၅ပါးလောကဘက်ကိုလှည့်လိုက်တတ်တယ်အဲ့ဒီအခါမှာကျမတို့ကတည်ခြင်းအကြောင်းမဖြစ်စေတဲ့ ခံစားမှုများနဲ့တေးချင်းကြောင့်ဖြစ်စေတဲ့အဲ့ခံစားမှုတွေနဲ့မှားရင်းဆိုတာကျမတို့ကအသက်ရှင်တတ်တယ်တဲ့အဲ့တော့သခင်ဖျားကိုဝမ်းမြောက်ခြင်းဘယ်တော့မှမဖြစ်စေပါဘူးတဲ့အဲ့တော့ကျမတို့ဟာမိမိရဲ့ဇာတိခံစားမှုနဲ့မိမိရဲ့ထိန်းချုပ်မှုနဲ့တွားနေလေလေတဲ့ကျမတို့ရဲ့ဝမ်းမြောက်ခြင်းနဲ့သခင်ဖျားရဲ့ဝမ်းမြောက်ခြင်းလဲဆုံးရှုံးလေလေပဲဖြစ်တယ်တဲ့အဲ့ဒီခါမှာတဲ့ အာချုံမင်းချင်းတနာကျင်နာချင်းတခင်ဖျားနဲ့နည်းနည်းစွာ မိတ္တဟာရဖွဲ့ခြင်းနဲ့ပေါင်းစည်းဆက်နွယ်ခြင်းတို့ကိုလည်းမရနိုင်တော့ဘူးတဲ့အဲ့တော့ကျမတို့မှားရင်းနေတာကိုတဲ့ဘသူခမှလည်းမစီစီရင်ဖို့မစီရင်နိုင်ဘူးပေါ့နော်ဒါပေမဲ့တဲ့ကျမတို့ကမှားရင်းနေတယ်ဒါပေမဲ့ကျမတို့ကတော့အခြားတဲ့သူတွေရှေ့မှာတော့ ကိုယ့်ရဲ့အတနဲ့မိမိရဲ့ထိန်းချောက်အောက်မှာရှိနေတဲ့အရာကိုပြုတ်လုနေတယ်။အဲ့ဒီပြုတ်လုနေတဲ့အရာကလည်းကျမတို့ကသခင်ဖရာအခွင့်နဲ့လုံနေတယ်ဆိုပြီးတော့ကြွေးကြော်တတ်ကြတယ်တဲ့။အဲ့တော့အဲတခင်ဒါပေမဲ့ပေါ့နော်တခင်ဖျားကိုတော်တိုင်းကအချိန်အချင်းဝမ်းမြောက်ခြင်းမရှိတာကိုကျမတို့ autopa conscious ကသိတယ်။ကိုကပြောနေတယ်ဖျားဖျားခွင့်ပေးလို့လို့အမှန်တကယ်တော့ကိုသဘောကိုစိတ်ကိုစံထားနဲ့ပြောဆိုလို့ပြောဆိုနေတာပေါ့နော်ဟိုပေါ့အဲဒါပေမဲ့တဲ့ ဒီထဲမှာတည်တယ်ကျမတို့ရဲ့ contrast ကရမ်းမဲ့အကင်းပါတာတည်တယ်ဒါဟာဖျားမကြိုက်ဘူးဝမ်းမြောက်မစေဘူးဆိုတာကျမတို့ကတည်တယ်ပေါ့နော်တည်ရဲ့ချင်းနဲ့ကျမတို့ကလုတ်နေကြတာပေါ့နော်အဲ့တော့ကျမတို့ရဲ့ခံစားမှုတိုင်းဒီတဲ့ကိုရော့ကိုဂျင်းနဲ့စေပြီးကိုရော့ကိုရှင်လန်းဝမ်းမြောက်စေပြီးတခင်ဖျားဤအုပ်ဆိုးမှုအောက်၌ရှိနေမိမယ်ဆိုလို့ရှိရင်တဲ့ကျမတို့ရဲ့ခံစားမှုဟာတဲ့ဝိညာဉ်တော်နဲ့အတူပျော်ဝင်ပြေဝပြီးတော့တသွေးတဲ့တသားတဲ့ဖြစ်သွားမှာပေါ့နော်အဲ့ဒီခါကျမတို့ဟာတဲ့ သခင်ဖရာရဲ့ပုံတံတူဖြစ်လာပြီးဘုံတော်မှဘုံတော်တို့ပုံတံပြောင်းလဲလာမှာဖြစ်တယ်တဲ့အဲ့တော့လောကဘက်ဇာတိဘက်ကိုလှည့်ထားတတ်ကြတယ်ကျမတို့ရဲ့ခံစားစိတ်ကိုတဲ့ဖရာဘက် ကျမတို့ရဲ့ဝိညာဉ်ထဲမှာရှိရခရစ်တော်ဘက်မှာစက္ကန့်တိုင်းလှည့်ဖို့လိုတယ်ဆိုတာကိုအထက်ထက်အထက်ထက်ပြောပြောတယ်ပေါ့နော်အဲ့တော့သခင်ဖရာရဲ့ပုံတံတော်ကကျမတို့အထဲမှာပေါ်လာမယ်အဲ့လိုမျိုးဆိုလို့ရှိရင်ပေါ့နော်ကျမတို့ရဲ့ပဝင်း ကျမတို့ကိုပဝင်းချင်ရကြီးတဲ့ခါမှာလဲကျမတို့အားဖြင့်သခင်ဖရာကိုမြင်လာမှာဖြစ်တယ်အဲ့တော့ကျမတို့ဟာစိတ်နှလုံးအော်တပစိတ်မိတ္တဟာရဖွဲ့ခြင်း အလိုလိုတိခြင်းအတိညာဉ်အလိုစံတာနဲ့ခံစားမှုများကိုဆက်ဆံဖြေလိုက်ဖြေရှင်းလိုက်ခြင်းအားဖြင့်ကျမတို့ရဲ့ဝိညာဉ်ကအပြည့်အဝရင့်ကျက်ကြီးထွားလာပြီးစိတ်ကနေတဆင့်ခန္ဓာအထိသခင်ဖရာရဲ့ပြည့်စုံခြင်းကကျမတို့ထဲမှာပြည့်စုံလာမှာဖြစ်တယ်တဲ့ဒီမှာရေးထားတယ်နော်စာအုပ်ထဲမှာ အဲ့တော့ကျမတို့ကိုဖះကအဲ့လိုမျိုးကျမတို့ရဲ့အခါတကယ်ပဲပြေဝပြီးရင့်ကျက်ကြီးထွားပြီးတဲ့အခါမှာစိတ်ကနေခန္ဓာအထိသခင်ဖះရဲ့ပြေဆုံးခြင်းနဲ့ကျမတို့မှာရှိလာပြီဆိုလို့ရှိရင်ကျမတို့ကအာမင်တော်သူထဲအာမင်တော်သူဖြစ်မှာဖြစ်တယ်။နောက်ပြီးတော့စီပါတဲ့သရိုသမီးဖြစ်မှာဖြစ်တယ်။တခိုးကဲ့သို့ထီဆောင်ခြင်းခံရမှာလည်းဖြစ်တယ်ပေါ့ဒါကကျမ ရရှိလိုက်တဲ့ဟာလေးကိုကျွန်တော်ပြောတာပေါ့နော်အဲ့တော့ကျမတို့လှုပ်ဆောင်ရမယ့်အရာကကျမတို့ရဲ့ကိုယ်ခန္ဓာကိုဘုံထင်ရှားခြင်းပြောင်းလဲပေးမယ်ကိုယ်ရောရဲ့ဒုတိယအချိန်ကြောက်လာခြင်းကိုစောင့်မျှော်ရမယ်ဖြစ်တယ်။ကျမတို့ရဲ့စိတ်ပုံတံပြောင်းလဲခြင်းခံရပြီးဆိုရင်တော့ဝိညာဉ်ရေးရခွန်အားနဲ့တကိုးပါတဲ့။အားနေနေတဲ့ကျမတို့ရဲ့ခန္ဓာကိုယ်မှာအလိုလိုအားပြေလာမှာဖြစ်တယ်။ အဲ့တော့ကျမတို့ဟာဝိညာဉ်အသစ်တစ်ဖန်မွေးဖွားခြင်းခံရပြီးတော့စိတ်နှလုံးပုံသဏ္ဍာန်ပြောင်းလဲခြင်းခံရတဲ့အခါမှာတဲ့ page 125ရောက်ပြီเนาะရုပ်ပိုင်းဆိုင်ရာခန္ဓာက အာနေနေပြီမြဲအချိန်မီဖျားအသက်နဲ့ပျော်ဝင်ပြေဝလာပြေဝမှုရှိလာမှာဖြစ်တယ်။နောက်ဆုံးသခင်ဖျားဒုတိယအချိန်ကြွလာတဲ့အခါမှာကျမတို့ရဲ့ခန္ဓာကလည်းဝိညာဏခန္ဓာကိုပြောင်းလဲသွားမှာဖြစ်တယ်။အဲ့တော့ကျမတို့ရဲ့ဖြစ်ချင်း တစ်ခုလုံးဖြစ်တဲ့ဝိညာဉ်စိတ်ခန္ဓာ၃ပါးစလုံးကတဲ့တခင်ဖရာရဲ့ဘုံထင်ရှားသော ပုံတံပုံတံတော်သို့ရောက်သွားမှာဖြစ်ပါတယ်တဲ့ဒါကတခင်ဖရာရွေးနှုတ်ခြင်းရဲ့အဆုံးစွန်သောအကျိုးတက်ရမှုဖြစ်တယ်ဆိုတော့ဒီမှာပြောထားတယ်နံပါတ်၁ကဝိညာဉ်ရဲ့အသက်ပံဝေဖာခြင်းအဲ့ဒါတခင်ယေရှုကိုမိမိကယ်တင်ရှင်လက်ခံတဲ့အခါမှာကျမတို့ရဲ့တည်နေတဲ့ဝိညာဉ်ကအသက်ပြန်ရှင်လာတာကိုပြောတာဖြစ်တယ် ပြီးတော့နံပါတ်2ကစိတ်ရဲ့ပုံတံပြောင်းလဲခြင်းအဲကျွန်မတို့စိတ်မှာရှိတဲ့စန္ဒစိတ်အတိစိတ်ခံစားစိတ်အော်ဒဘတ် စိတ်တို့ကိုတဲ့နေ့စဉ်စက္ကန့်တိုင်းဆက်စင်ဖြစ်ရှင်းခြင်းဖြင့်လောကဘက်ကိုလှည့်နေတဲ့ကျွန်မတို့ရဲ့စိတ်ကိုကျွန်မတို့ဘုရင်ထဲမှာရှိတဲ့တခင်ဖျားကိုလှည့်လိုက်ခြင်းဖြင့် ၎င်းမိမိရဲ့ဒုတိယလဝါကတိုင်ကိုစက္ကန့်တိုင်းထမ်းခြင်းဖြင့်၎င်းအသက်ရှင်စေတတ်သောဝိညာဉ်ဖျားရဲ့အသက်ရှင်ပေးခြင်းအပြင်၎င်းကျမတို့ရဲ့စိတ်ဟာသခင်ဖျားရဲ့ဘုန်းနဲ့ပြည့်တဲ့ပုံသဏ္ဍာန်တော်ကဲ့သို့ဖြစ်လာမှာဖြစ်တယ်တဲ့။နံပါတ်3ကတော့ကိုခန္ဓာရဲ့ဘုန်းထင်ရှားခြင်းစတဲ့အဆင့်၃ဆင့်ကိုဖြတ်ကျော်ရမှာဖြစ်တယ်ပေါ့နော်။အဲ့တော့စိတ်ကအတိညာဉ်ကိုဆက်ဆံဖြည့်ရှင်းခြင်းအလိုဆန္ဒကိုဆက်ဆံဖြည့်ရှင်းခြင်းနဲ့ခံစားမှုကိုဆက်ဆံဖြည့်ရှင်းခြင်းများကိုလက်ခံပြီးတဲ့အခါမှာကျမတို့က ဒီဆက်ဆံဖြစ်ရှင်းခြင်းတွေလုတ်ဖို့လုတ်ဆောင်ဖို့လိုတယ်ပေါ့နော်မိမိရဲ့အတ္တဇာတိနဲ့တော့တဲ့ကျမတို့မလုတ်ဆောင်နိုင်ပါဘူးတဲ့ဒါကြောင့်ကျမတို့လူသားဝိညာဉ်ထဲမှာရှိတဲ့အသက်ရှင်စေတတ်သောဝိညာဉ်တော်ဖရာကပဲကျမတို့ဝိညာဉ်အတွင်းထဲကနေလုတ်ဆောင်ပေးဖို့အခွင့်ပေးရမယ်ဒါမှတဲ့ထိုဆက်ဆံဖြစ်ရှင်းခြင်းတွေကိုလုတ်နိုင်မှာဖြစ်တယ်တဲ့ကျမတို့ရဲ့ခွန်အားနဲ့တော့မဖြစ်ဘူးပေါ့နော်အဲ့တော့ဒါကယနေ့ဖရာသွားတဲ့အထူးသဖြင့်လူအပ်နေတဲ့အရာဖြစ်တယ်တဲ့ ဘုရားသခင်ရဲ့အကြံစီရည်ရွယ်ချက်ပြည့်စုံဖို့အတွက် ကျမတို့ကိုနှုတ်ကပတ်တော်အားဖြင့်လည်းဘုရားကရယူနေတယ်နော်ပြီးတော့ Five Fold Ministry အားဖြင့်လည်းအသင်းတော်ထဲမှာမတင်းတော်ထဲမှာရှိတဲ့အင်္ဂါတွေမထွက်ဖြစ်လာဖို့လေသူကရယူနေတာဖြစ်တယ်အဲ့ဒါအေဖက်41ကနေ16ပေါ့နောက်တကော72 အရာလေစုကျေးစုတွေကိုလေကျမတို့တွေကိုပေါ့နော်ဒီဒီအတင်းတော်မှာရှိတဲ့ခန္ဓာဝင်နေအားလုံးကိုဒီကြီးထွားလာဖို့အတွက်ကိုဖျားသခင်ကျမတို့ကိုရယူနေတယ်အဲ့လိုထုတ်ခဲ့တော့တဲ့အစစ်စစ်ဖြတ်ကျော်လာတဲ့ဖျားသားများကတဲ့အတင်းတော်တိဆောက်ခြင်းအတွက်မှန်ကန်တဲ့အသုံးခံဒစာပလာဖြစ်လာမှာဖြစ်တယ်တဲ့အဲ့ဒါကျမဒီရရှိတာကိုအနေစီစဉ်ပါတယ်လို့ဘုသခင်ရေ